နဲ့ဖာပညာပေးပုံပြင်းခိုးရှိရှိတုန်းကပေါ့ကွယ်ကျွတ်တကောင်နဲ့ဖားတကောင်ရှိကြတဲ့ကွယ်သူတို့နှစ်ကောင်ဟာအရန်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ကြတဲ့ကျွတ်နဲ့ဖားကိုမောင်ကျွတ်နဲ့မောင်ဖားလို့ခေါ်ကြရအောင်မောင်ဖားကရေကန်တကန်မှာနေတာပေါ့မောင်ဖားရဲ့တငယ်ချင်းမောင်ကျွတ်ကတော့တပင်တပင်အောက်ကတွေးလေးတွေးလေးမှာနေကြတဲ့ကွယ်မောင်ဖားကမနဲ့တိုင်းမနဲ့တိုင်း သူ့တငယ်ချင်းမောင်ချက်စီကိုအလေသွားလေးရှိတဲ့မောင်ဖားကနေ့လေခင်းလောက်ရောက်မှသူ့နေရာသူပြန်လာလေးရှိတဲ့ကွယ်မောင်ချက်ကတော့သူ့တငယ်ချင်းမောင်ဖားကအဲ့လိုနေတိုင်းသူ့စီကိုအလေလာတဲ့အတွက်ကျေနပ်ပျော်ရွှင်နေတဲ့ကွယ်အဲ့လိုနဲ့ပေါ့ကွယ်မောင်ဖားရဲ့စိတ်ထဲမှာတခုတွေးမိလာတဲ့ငါကပဲအငြင်းနဲ့နေစဉ်နေတိုင်း မောင်ချက်ရှိရစီကိုအလေလာရတယ်။မောင်ချက်ကတော့ငါရှိရစီကိုတခါမှအလေမလာဘူးလို့တွေးမိသွားတဲ့။မောင်ဖားရဲ့စိတ်ထဲမှာကတိကအောက်ဖြစ်နေတာပေါ့ကွယ်။သူကပဲမောင်ချက်ရှိရစီကိုအငြင်းနဲ့အလေလာနေရတော့မောင်ဖားရဲ့စိတ်ထဲမှာအောက်ကျတယ်လို့အားမရတယ်လို့တိမ်ငယ်တယ်လို့ခံစားလာရပြီးမောင်ချက်အပေါ်မချေမနှက်ဖြစ်လာတာတဲ့ကွယ်။ ဒီလိုနဲ့ပဲသူတို့နှစ်ဦးဟာတဖြည်းဖြည်းစိမ့်သားလာပြီမတိမတာနဲ့ရန်သူတွေအဖြစ်ကိုပြောင်းသွားကြတယ်ကွတနေ့မှာတော့မောင်ဖားဟာအခုလိုသူကပဲအငဲလေလာနေရလို့မောင်ချက်ကိုလည်းသူ့နေတဲ့သူ့ရဲ့ရေကန်ကိုမရရအောင်ခေါ်မယ်ဆိုပြီးတော့ကျိုးတချောင်းနဲ့မောင်ချက်ရဲ့အမီးကိုတိတ်တိတ်လေးခြိလိုက်တဲ့ကွကျန်တဲ့ကျိုးတစ်ဖက်ဆုံးကိုတော့ သူ့ခြေထောက်မှာခြီလိုက်တဲ့ကွယ်အဲ့လိုခြီပြီးတော့ကဆုံပေါက်ပြီးပြေးပါလေရောလားကွယ်မောင်ဖားကဖားဆိုတော့ခုံဆွားခုံဆွားပြေးမှာပေါ့ကွယ်မောင်ကျက်ဟာမောင်ဖားရဲ့နောက်ကနေဂျူးတိုက်ပြီးပါသွားပါလေရောမောင်ဖားဟာသူ့နေရာဖြစ်တဲ့ရေကန်ထဲရောက်တော့ရေရဲ့ဟိုးအောင်နဲ့နဲ့ထဲထိဆင်းသွားတဲ့ကွယ်ကျဆုံမျိုးကရေထဲမှာနေလို့မရဘူးလေ မောင်ကျွတ်ဟာလွတ်မြောက်အောင်ကြိုးစားပေမဲ့အရာမရောက်ဘူးပေါ့ကွယ်မကြခင်မှာပဲမောင်ကျွတ်ဟာရေမွန်းပြီးတည်သွားတဲ့ကွယ်မောင်ကျွတ်ရဲ့ခန္ဓာကိုယ်ဖောင်းဖောင်းကြီးဟာရေပေါ်မှာပေါ်လို့မျောနေတဲ့ကွယ်အဲ့ဒီချိန်မှာတိမ်းနဲ့တကောင်ကရေပေါ်မှာပေါ်လို့မျောနေတဲ့မောင်ကျွတ်ကိုမြင်သွားတဲ့ကွယ်တိမ်းနဲ့ကြီးဟာရေထဲကိုထိုးဆင်းသွားပြီးမောင်ကျွတ်ကိုထိုးကြည့်လိုက်တဲ့ကွယ် မောင်ချက်ကိုထိုးချီလာပြီးရေကန်ရဲ့အနီးနားကတပင်တပင်စီဥတီပြန်တန်းသွားတာပေါ့တိမ်ငက်ကြီးကမောင်ချက်ကိုထိုးချီလာတယ်ဆိုပေမဲ့လေမောင်ချွေရဲ့အနီးနဲ့တွဲချီထားထားတဲ့မောင်ဖားလဲတခါရဲပါလာတာပေါ့ကွယ်ဒီတခါမှာတော့မောင်ဖားဟာလဲတိမ်ငက်ကြီးရဲ့ရန်ကလွမြောက်အောင်ကြိုးစားတာပေါ့ဒါပေမဲ့ဘလို့မှယုံထွက်လို့မရဘူးဖြစ်နေတဲ့ကွယ် တိန်ငယ်ကြီးဟာမောင်ကျွဲ့ရောမောင်ဖားရောနှကောင်လုံးကိုထိုးတုပ်ပြီးစားပြစ်လိုက်တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်အာဖရိကမှာစကားပုံလေးတစ်ခုရှိရင်စကားပုံလေးကရန်သူကိုတွန်းချဖို့တွင်းနယ်ကြီးမတူးပါနဲ့အဲ့ဒီတွင်းနယ်ကြီးလေးကိုတင်ကိုယ်တိုင်ချော်ကျသွားလိမ့်မယ်ကွယ်ဒီပုံမြင်လေးလေးကနေဘာတွေတင်ငန်းစာရလဲဆိုတာသိကြရဲ့လား မောင်ဖန်းဟာသူ့တငယ်ချင်းမောင်ချက်ကိုမနာလိုစိတ်ဝင်ပြီးမကောင်းကြံခဲ့တဲ့အတွက် နောက်ဆုံးမှာသူကိုယ်တိုင်လည်းအနည်းရရောက်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်နော်။ဒါကြောင့်လူဆိုတာကိုယ်တငယ်ချင်းတွေအပေါ်မှာမနာလိုဝင်တိုစိတ်တွေ မထားသင့်ဘူး။ကိုချင်းစာနာပြီးအကြံလန်နားလည်မှုရှိရှိနဲ့ချစ်ချစ်ခင်ခင်နေထိုင်သွားရမယ်နော်။ နောက်ပြီးအာဖရိကစကပုံလေးလိုပဲကိုယ့်ရဲ့ရန်သူကိုဒုက္ခပေးဖို့ကြံစီရင်တခါတလေကိုယ်တိုင်မှာဒုက္ခရောက်သွားတတ်တယ်ဆိုတာကိုသတိထားရမယ်နော်။